င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။မတန်ဆွမ်းသူများအခွင့်အရေးဆိုင်ရာ Convention အဖွဲ့ဝင်နိုင်ငံတွေရဲ့18ကြိမ်မြောက် Conference ကိုတော့ဂျွန်လ10ရက်နေ့ကနေ12ရက်နေ့အထိ New York မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီညီလာခံမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံရှိမတန်ဆွမ်းသူတွေရဲ့အခြေအနေတွေကိုဆွေးနွေးပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့မတန်ဆန်းတွေရဲ့အခြေအနေတွေကပြီးခဲ့တဲ့နှစ်တကတည်းကပိုပြီးတော့ဆိုးရွားလာကြောင်းအာနာသိန်းစစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကအယက်သားတွေအပေါ်မှာရက်ဆက်ကြမ်းကြုတ်မှုတွေဆက်လက်ကျူးလွန်နေတာကြောင့်ဖြစ်ကြောင်းနဲ့မတန်ဆန်းတွေအနေနဲ့ထိုက်တဲ့နဲ့ဝန်ဆောင်မှုပံ့ပိုးမှုတွေမရကြောင်းဥပဒေပေါင်းမှုတွေလုံလောက်စွာမရကြောင်းစတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ဒါ့အပြင်မကြသေးခင်ကဖြစ်ပွားခဲ့တဲ့ငလင်တဘာဝဘေးရဲ့နေရာကအလွန်မင်းထိခိုက်ပျက်စီးခဲ့ပြီးအခြေအနေတွေပိုပြီးတော့ဆိုးရွားလာကြောင်းနဲ့ စစ်အုပ်စုကအရက်သားပြည်သူတွေအပေါ်မှာပြစ်မှတ်ထားပြီးတိုက်ခိုက်မှုတွေဇက်တိုက်ကျူးလွန်နေကြောင်းဒီလိုအချက်တွေနဲ့နိုင်ငံတကာအတိုင်းဝန်းကိုစစ်ကောင်စီထံကိုလေရင်စီဖျက်တောက်ဖို့နဲ့ငွေကြေးစည်းစိမ်မှုတွေဖျက်တောက်ရေးမှာကူညီပေးဖို့အတွက်တိုက်တွန်းခဲ့ပါတယ်ရှင်။ စစ်ကောင်စီတပ်သားတွေကြိရှိဖို့အတွက်ရိုက်ကူးထားတဲ့ဗိုလ်လေးရုပ်ရှင်ကိုလူမှုကွန်ရက်မှာအခမဲ့ဖြန့်ချိထားတယ်လို့ရုပ်ရှင်ရိုက်ကူးသူဒါရိုက်တာမောင်ကောင်းက TVV ကိုပြောပါရယ်တည်တည်သတင်းပို့ထားတာပါရှင်မြေပြင်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေကြုံတွေ့နေရတဲ့အခြေအနေတွေကိုရိုက်ကူးထားတဲ့ဗိုလ်လေးရုပ်ရှင်ကိုစစ်ကောင်စီတပ်သားတွေကြိရှိနိုင်ဖို့အတွက်အခမဲ့ဖြန့်ချိထားတယ်လို့ရုပ်ရှင်ရိုက်ကူးသူဒါရိုက်တာမောင်ကောင်းက TVV ကိုပြောပါရယ်ဒီဇလဟာ 2023ခုနှစ်ချင်းပြည်နယ်ရေးစွာမြို့မြို့သိန်းတိုက်ပွဲအတွင်းတက်ကူပေးဖို့အထက်အရာရှိကို တောင်းဆိုထားတဲ့လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့အသံဖိုင်ကိုပြန်လည်ရိုက်ကူးထားတာပါဒီရုပ်ရှင်ကိုရိုက်ကူးထုတ်လုပ်ဖို့တနှစ်ကျော်လောက်အချိန်ယူခဲ့ရကတရုတ်ဆောင်ဖြစ် CDN စစ်သားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါဝင်ထားတယ်လို့သိရပါတယ်ကိုလေးတို့ကရိုက်ချလိုက်လို့ရှိရင်သူရဲ့ဗီဒီယိုဖိုင်နဲ့အကုန်ကြလာမယ်ပေါ့နော်ကျွန်တော်ရေရွက်ချက်ကဘာလဲဆိုတော့ကားကိုမြမပြတ်နေတယ်နော် ။အများပြန်ပြီးတော့ဒီဆက်ကဆက်ဘက်ကအောက်ခြေစသားလေးစီကိုရောက်နေတာ။အဲ့တော့မှသူတို့သူတို့ရဲ့အထက်လူကြီးတွေကဘယ်လိုနိုင်တဲ့စီးနေလုံနေလဲသူတို့ရဲ့တက်တွေတမုံမထားနေလဲဆိုတဲ့ဟာမျိုးသူတို့မြင်နေကြတာပေါ့နော်။ဒီကောက်ကိုလူများများကြည့်ဖို့ပဲအဖြစ်ပေါ့နော်။ဆိုတော့ပြန်ရမယ်အကျိုးမြတ်ကဘာလဲဆိုတော့ဒီအောက်ကြည့်ပြီးတော့စိတ်ကြိုင်နေလို့ပေါ့လေ။ဒါသူဆုံးချက်ချက်တကယ်သားဖြစ်နေတဲ့အချိန်မှာဒီကောက်ကိုကြည့်ပြီးဆုံးချက်ပြတ်သွားတာပဲဖြစ်ဖြစ်တခြားဆုံးချက်တခုချဖို့အတွက်ကိုဒီကောက်ဖြစ်ဖြစ်နေကြတာပါ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီကောက်ကို online ပေါ်မှာ free အကုန်လုံးပေးထားပါတယ်ဒေသနာရီအနေနဲ့လည်းသင်ရင်လည်းဆိုလို့ရှိရင်ကျွန်တော်စီဗီဒီယိုဖိုင်ဒါတောင်းလို့ရပါတယ်အားလုံးကျွန်တော်ပေးပါတယ်တက်နိုင်တယ်များသူတို့လက်ထောက်ရောက်သိနေတာပါဒီရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်ကကာကွယ်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့စစ်ကောင်စီတပ်ရဲ့စခန်းကုန်းမှာရိုက်ကူးခဲ့ရတယ်လို့သိရပါတယ်ကျမသီရီပါ မန္တလေးတိုင်းအိုးဘိုအချင်းတောင်မှာနိုင်ငံရေးအချင်းသူတဦးဖြစ်တဲ့ CDN ចောင်းဆရာမဒေါ်မင်းမြင့်တန်းဟာအချိန်မီစေဝါကူတာခွင့်မရတာကြောင့်ပြီးခဲ့တဲ့မေလ9ရက်နေ့မှာတည်ဆုံခဲ့ရတယ်လို့နိုင်ငံရေးအချင်းသူများအဖွဲ့ WOPP ကဒီကနေ့ဇွန်လ13ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါ်မင်းမြင့်တန်းဟာအိုးဘိုအချင်းတောင်မှာ TB ရောဂါခံစားနေရချိန်ပြင်ပဆေးရုံမှာစေဝါကူတာခွင့်တောင်းခံခဲ့ပေမဲ့ဆေးကူတာခွင့်မပေးဘူးလို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးကိုထောင်တွင်းဆေးရုံမှာဓာတ်မှန်ရိုက်စစ်ဆေးကြည့်တဲ့အခါမှာအဆုပ်တချမ်းပျက်စီးနေပြီဖြစ်ပြီးပြင်ပဆေးရုံမှာကုသဖို့ထောင်ဆရာဝန်တွေကလွှဲပြောင်းပေးရခဲ့ပေမဲ့ထောင်အာဏာပိုင်တွေကတော့ဆေးကုသခွင့်ကိုမပြုခဲ့ဘူးလို့ဆိုပါရတယ်။ ဒါကြောင့်ယောဂအခြေအနေပုံမှုဆိုးရွားလာပြီးသွေးအံ့လွန်ပြီးအသက်သေဆုံးကန်ဒီမှသာ ထောင်အာဏာပိုင်တွေကပြင်ပကိုဆေးပြုဆေးကုသခွင့်ကိုခွင့်ပြုခဲ့တဲ့အတွက်အခုလိုနိုင်ငံရေးအကျဉ်းသူဒေါ်မင်းမြင့်တန်းဟာအချိန်မီဆေးကုသခွင့်မရရှိဘဲသေဆုံးခဲ့ရတယ်လို့သိရပါဗျ။ CDN ကြောင်းဆရာမဒေါ်မင်းမြင့်တန်းဟာ Bright Future Federal School မှာစာသင်ကြားပေးခဲ့တာကြောင့်ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လမှာဖမ်းဆီးခံခဲ့ရတာပါရှင်။ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဝါတရာဆက်မှုဆောင်က Ramyan မြန်မာအထက်ကျုပ်ဆက်ယုံလှုပ်သားတွေရဲ့လောက်ခလာစာတုံးမြင့်ရေးတောင်းဆိုမှု9ရက်မြောက်နေ့မှာစစ်ကောင်စီရဲ့အလုသမားညွန်ကြားမှုဦးစီးဌာနကတိုင်းဦးစီးအရာရှိတယောက်ရဲ့ချင်းချောက်ပြောဆိုမှုကြောင့်တောင်းဆိုမှုကိုရုတ်သိမ်းလိုက်ရတယ်လို့သွေးစီညညွတ်သောတမကများအဖွဲ့ချုပ်မြန်မာ SDUM ကဒီကနေ့ဂျွန်လ13ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ရမ်မြန်မြန်မာအထည်ချုပ်စက်ယုံလှုပ်သားတွေဟာဂျွန်လ6ရက်နေ့ကနေစတင်ပြီးနေစာကြေး13000ကျပ်တိုးမြင့်ပေးရင်အချိန်ပိုကြေး2500ကျပ်တိုးပေးရတဲ့ရက်မှန်ကြေး6000ကျပ်တိုးမြင့်ပေးရင်ဆိုတဲ့အချက်3ချက်ကိုတောင်းဆိုခဲ့ကြတာပါ။တိုင်းဦးစီးအရာရှိချင်းချောက်ပြီးတဲ့နောက်မှာတော့စက်ယုံကအချိန်ပိုကြေး ကျက်တရာသာတိုးပေးခဲ့ပြီးကြံတောင်းဆိုချက်တွေဖြစ်တဲ့လောက်ခလာစာ13000ကျက် တိုးပေးရေးနဲ့ရက်မှန်ချေငွေကျက်6000တိုးပေးရေးကိစ္စတွေကိုတော့လိုက်ရောတာမရှိခဲ့ဘူးလို့အလုံသမားတွေကပြောဆိုကြပါတယ်ရှင်ဒီ video မြင်တဲ့ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ